မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့တောင်သူဦးကြီးတွေရဲ့ပေါ့နော်အခုလိုရာသီမှာဆိုရင်ကျွန်တော်တို့လာမယ့်မိုးမှာဆိုက်ပြို့ဖို့အတွက်ကျွန်တော်တို့မြို့ကောင်းမြို့သားတွေကျွန်တော်တို့ဒါတောင်သူဦးကြီးတွေရှာဖွေစုဆောင်းနေတဲ့ဒါအချိန်ကာလဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့မြို့ကောင်းမြို့သားကလည်းကျွန်တော်တို့ရဲ့ဆိုက်ပြို့လုပ်တဲ့ခါမှာဆိုရင်အရေးပါတဲ့ဒါအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကမြို့ကောင်းမြို့သားကိုတခြားရွေးချယ်ဆိုင်မှာသာလေကျွန်တော်တို့တောင်သူကြီးတွေအတွက်အထွတ်လုံးကောင်းတွေကျွန်တော်ရရှိမှာဖြစ်ပါတယ်ဒါကြောင့်တင်းတရာထွက်တဲ့ကျွန်တော်တို့မြို့ဆိုင်မှာကျွန်တော်တို့တင်းတရာထွက်ပါတယ် ထုံတိတူဆိုပဲကျွန်တော်တို့ပြောင်းမှာဆိုလဲကျွန်တော်တို့ကုန်ကြင်2000-2500ထွက်တဲ့မျိုးစိုက်ပြူးမှသလင်းကျွန်တော်တို့တောင်ကျူးကြီးတွေကျွန်တော်တို့မျောမှန်းနဲ့ပန်းလိုက်ထွန်းလုံးကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မျိုးကောင်းမျိုးသားရရှိစိုက်ပြူးခြင်းဟာလည်းပဲအရန်အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။အခြားစိုက်ပြူးအသင်းအစုတွေနဲ့ရေမြေရာသီဥတုဘလောက်ပဲပြည့်စုံညီညွတ်ညီညွတ် မျိုးကောင်းမျိုးတန်းကိုကျွန်တော်တို့ရွေးချယ်မဆိုင်ပြဘူးဆိုရင်ကျွန်တော်တို့တောင်သူကြီးတွေမျှော်မှန်းတဲ့ဒါထဏုံကိုရရှိမှာမဟုတ်ပါဘူးခင်ဗျာဒါကြောင့်ကျွန်တော်တို့ဥပမာအဖြစ်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပန်းလိုက်ထဏုံရဖို့ဆိုမိုးစဘာမှာဆိုရင်တဲအေးကောင်တင်းတရာလူစဘာမှာဆိုရင်ကျွန်တော်တင်းတရာ30ထုံနီတူစာပဲကျွန်တော်တို့အစေးထုတ်ပြောင်းမှာဆိုရင်တဲအေးကောင်85လေးနဲ့ဒါမြေဘဲမှာဆိုရင်ကျွန်တော်တဲအေးကောင်တင်း90စသဖြင့်ပေါ့နော်ဒါပန်းလိုက်ထဏုံတွေဒါတတ်မှတ်ထားတာတွေရှိပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့တတ်မှတ်ထားတဲ့ပန်းလိုက်ထဏုံ လက်ရှိဖို့ဆိုရင်မျိုးကောင်းမျိုးစွမ်းကိုရွေးချယ်ဆိုင်ပြူခြင်းဟာလည်းအရေးပါဆုံးအချက်တစ်ချက်ဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်ဒီနေ့ကျွန်တော်တို့မျိုးကောင်းမျိုးစွမ်းကိုရွေးချယ်ဆိုင်ပြူခြင်းအဖြစ်ရရှိမဲ့ဒါအကျိုးကျေးဇူးတွေကျွန်တော်တို့ဆက်လက်ပြီးမျှဝေဆောင်မှာဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့အည်သွေးကောင်းနဲ့မျိုးကောင်းမျိုးကတန်ကိုကျွန်တော်ရွေးချယ်စာပြုတ်ခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့တောင်သူဦးကြီးတွေရရှိမဲ့ဂျိုဂျေဇူးဒါခုနှစ်ချက်ရှိပါတယ်ခင်ဗျာနံပါတ်၁ကကျွန်တော်တို့ဒါမျိုးကောင်းမျိုးတန်ကိုကျွန်တော်ရွေးချယ်ဆိုင်မယ်ဆိုရင်ဒါဘူလာဗီဇာအည်သွေးကိုဒါထိမ့်သိမ်းကောက်ွယ်ရရောက်ပါတယ်ခင်ဗျာကျွန်တော်တို့ကမျိုးကောင်းမျိုးတန်ကိုရွေးချယ်ဆိုင်တယ်ဆိုရင်သူ့ရဲ့အည်သွေးအည်ချင်းကောင်းနဲ့ဒါမျိုးဗီဇာလက္ခဏာကိုကျွန်တော်တို့ဒါထိမ့်သိမ်းကောက်ွယ်ဆက်ပြုတ်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ နံပါတ်2ချက်ကကျွန်တော်တို့အပင်ပေါင်လုံးကောင်းမွန်ညီညာပြီးတော့ကြီးထောက်မှုတာမြန်ဆန်တာပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့မျိုးကောင်းမျိုးသားကိုကျွန်တော်ရွေးချယ်ဆိုင်မယ်ဆိုရင်အပင်ပေါက်ရခိုင်နှုန်း80နဲ့အထက်မှာရှိပါတယ်ခင်ဗျာဒါကြောင့်ဒီကောင်းကျိုးတွေကိုလည်းပဲဒါရရှိစေမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်3အချက်ကကျွန်တော်တို့မျိုးဩဇာအစိုးရနဲ့အလင်းရောင်တွေကိုကျွန်တော်တို့ ပုံပုံပြီးတော့အသုံးချနိုင်တာဖြစ်ပါတယ်အဲ့လိုအသုံးချခြင်းအဖြစ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့အပင်ရဲ့ဒါကြီးရောက်ဖွံ့ဖြိုးတိုးတက်မှုဒါအထောက်ပံ့ဖြစ်စေတာဖြစ်ပြီးတော့မျောမန်းတဲ့ပန်းတာထွန်းလုံးရရှိအောင်လည်းပဲဒါအထောက်ပံ့ဖြစ်စေမှာဖြစ်ပါလေခင်ဗျနံပါတ်၄အချက်ကကျွန်တော်တို့ရာသီဥတုနဲ့ဒါပုံမှန်တန်ကိုခံနိုင်ရှိတာပါနော်သွေးကောင်းနဲ့မျိုးကောင်းမျိုးတန်ကိုစိုက်ပြုမယ်ဆိုရင်ကျွန်တော်တို့မုတ်ခေါင်လိုမျိုးရင်ငတ်တန်ခလိုက်နာလို့ကျွန်တော်တို့ရည်ကြီးရေဝတ်တဲ့ တန်ဟိုအလိုက်တာတခုဒီခံနိုင်တာတို့ကျွန်တော်တို့လေပြင်းတိုက်လို့မို့ကျွန်တော်ရိုင်းလဲမှုတန်ကိုခံနိုင်တာတို့စသဖြင့်ပေါ့နော်ဖြစ်လေဖြစ်တာရှိတဲ့ရာသူတန်ကိုဒါရည်သွေးကောင်းနဲ့မျိုးကောင်းပြုစံနေမှာဆိုတိုင်းတာတခုခံနိုင်ရှိပါတယ်အလားတူပါပဲကျွန်တော်ဒီသားမှာကြောက်တက်တဲ့ပုံမယောဂတန်ကိုလည်းပဲအခြားမျိုးတွေထက်ကျွန်တော်တို့ပုံမခံနိုင်ရှိစေတာဖြစ်ပါတယ်ခင်ဗျနံပါတ်5ချက်ကကျွန်တော်ရည်သွေးကောင်းတဲ့အမျိုးကောင်းမျိုးသားနေပါဆိုရင်ကျွန်တော်ပေါင်းမြက်တွေမပါဝင်ဘူးတကယ်အချားမလိုအပ်လက်ဖုံဖုံတဲခဲနဲ့အချားမျိုးစေ့တွေပါဝင်ခြင်းမရှိတာကိုဒါတွေးရှိရမှာဖြစ်ပါလေခင်ဗျ နံပါတ်6အချက်ကတော့ကျွန်တော်တို့အကြီးသေးကောင်းတဲ့ဒါမျိုးကောင်းမျိုးသားတွေကိုစိုက်ပျိုးခြင်းအဖြစ်ပေါ့နော်ကျွန်တော်ရင်းမဲ့ခြင်းညင်ညာတာဖြစ်တဲ့အတွက်ရိတ်သိမ်းခြင်းပါဆိုရင်ကျွန်တော်တို့အလေလွင့်ဒါဆုံးရှုံးမှုနည်းစေတာဖြစ်ပါတယ်ခင်ဗျတချို့ဆိုရင်ကျွန်တော်တို့ရင်းမဲ့မှုညင်ညာမှုမရှိလို့ပေါ့နော်ရိတ်သိမ်းခြင်းအခါမှာဆိုရင်ကျွန်တော်တို့မလိုလားတဲ့အဟန္တာအခက်အခဲတွေရှိသလိုကျွန်တော်တို့တိနေရဲ့လေလွင့်ဆုံးရှုံးမှုတွေကိုလည်း ဒါဖြစ်ပေါ်စီလာဖြစ်ပါတယ်။ဒါကြောင့်မျိုးကောင်းမျိုးသားကိုရွေးချယ်ဆိုင်ပေးဖို့ဆိုရင်တော့ဒီအချက်တွေကိုတော့ကြော်လွှားပြီးသားဖြစ်ပါလားခင်ဗျ။နောက်ဆုံးနံပါတ်9အချက်ကတော့ကျွန်တော်တို့တွေးကောင်းတဲ့ဒါမျိုးကောင်းမျိုးသားကိုရွေးချယ်ဆိုင်ပေးခြင်းဟာဆိုရင်တိတိအထွတ်လုံးကိုကျွန်တော်တို့ဆယ်ရာခိုင်နှုန်းကနေ၁၂ရာခိုင်နှုန်းထိတာပုံပုံထွက်ရှိစေတာဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့်ကျွန်တော်ဒီကုန်းကြော်အဖြစ်ပေါ့နော်။ကျွန်တော်တို့ရဲ့တောင်သူကြီးတွေတီးနှံတရာစီအတွင်းမှာကျွန်တော်တို့စိုက်တာချင်းအတူတူပေါ့နော်အခြားဆိုင်ပြေးသွင်းအစုတွေကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်ဒါလုံးဆွဲပြီးတော့ထည့်ဝင်တာချင်းအတူတူပေါ့နော်ရည်သွေးကောင်းနဲ့ ယူကောင်းမျိုးတန်ကိုရစ်ချက်ဆိုင်ပြိုးခြင်းအဖြစ်ပေါ့နော်တိနံတရားစီအတွင်းမှာကျွန်တော်တို့တောင်စုကြီးတွေလိုအပ်တဲ့မျော်မှန်းတဲ့ပန်းနံထလုံးကိုလည်းပဲရရှိစီမှာဖြစ်ပါတယ်အဲ့လိုပန်းနံထလုံးရရှိခြင်းအဖြစ်ပေါ့နော်ကျွန်တော်တို့ရဲ့စားသုံးသူတွေအတွက်ဒါစားနေခါကိုတိုက်တာတစ်ခုထိကျွန်တော်တို့ပုံမိုးဟိုဆိုင်ပြိုးထုတ်လုပ်နိုင်တယ်ဒါအပြင်မိမိအတွက်လည်းပဲစီဝါရေးအတွက်ချက်ကပြီးတော့ဝင်ဝင်ဒေတာပုံမိုးတိုးတက်ရရှိမှာဖြစ်တဲ့ကြောင်းဒါပြောချလိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်